မလာဒုတိယအစည်းအဝေးပတ်အတွင်းနေပြည်တော်ရန်ကုန်မန္တလေးပဲခူးမကွေးစကိုင်းတိုင်းအောက်ပိုင်း AR ကရင်နဲ့မွန်ပြည်နယ်တို့မှာမလာပြင်းမြအပူချိန်ရဲ့တိတက်သမ5ဒီဂရီဆယ်စီယပ်စ်နဲ့အထက်နေ့အပူချိန်ပိုနိုင်တယ်လို့မိုးစလကထုတ်ပြန်ပါတယ်။ ထုတ်ပြန်ချက်အရမလဒုတိယဆယ်ရက်ပတ်အတွက်မိုးလေဝသခန့်မှန်းချက်အနေနဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာလေပြင်းရဲရေဝန်တစ်ကြိမ်ဖြစ်ပေါ်နိုင်ကြောင်းဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့အရှေ့အလယ်ပိုင်းတို့မှာတိမ်နှင်းငယ်ဖြစ်ထောနိုင်ပြီးကပလီပင်လယ်ပြင်နဲ့ကြံဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်းအထင်းကနေတိမ်ထူတတ်နိုင်တယ်လို့သိရပါဗျာ။ မိုးရွာသွန်းမှုအနေနဲ့တနင်္သာရီတိုင်းကချင်ပြည်နယ်တို့မှာရွာသွန်းမြက်ထပ်ပေါ်နိုင်ပြီးနေပြည်တော်ရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းစကိုင်းတိုင်းအောက်ပိုင်းအေရီတိုင်းကယားပြည်နယ်ချင်းပြည်နယ်ရခိုင်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းရှမ်းပြည်နယ်တောင်ပိုင်းတို့မှာရွာသွန်းမြက်အောက်ညှော်နေနိုင်က စကိုင်းတိုင်းအထက်ပိုင်းကရင်ပြည်နယ်မုံပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာရွာသွန်းမြက်ခတ်မိုးထစ်ချုံရွာသွန်းနိုင်တယ်လို့သိရပါဗျ။နေပူချိန်တွေအနေနဲ့နေပြည်တော်ရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းစကိုင်းတိုင်းအောက်ပိုင်းအေရီတိုင်းကရင်နဲ့မုံပြည်နယ်တို့မှာ မလပြင်းမြအပူချိန်ရဲ့တိတက်သမ5ဒီဂရီဆယ်စီယပ်စ်နဲ့အထက်ဒါမှမဟုတ်35ဒီဂရီဖာရင်ဟိုက်နဲ့အထက်ပိုနိုင်ပြီးစကိုင်းတိုင်းအထက်ပိုင်းတနင်္သာရီတိုင်းကချင်ကယားချင်းရခိုင်နဲ့ရမ်းပြည်နယ်တို့မှာမလရဲ့ပြင်းမြအပူချိန်ခန့်သာရှိနိုင်တယ်လို့သိရပါဗျ။